နောက်တောင်စီကမိုးသားတွေတက်လာပြီးတော့တမနတ်ခင်းလုံးမိုးဖြန်ဖြန်ရွာပြီးတဲ့အခါမှာတော့ခြံထဲကပန်းလေးတွေလည်းမိုးနဲ့အတူ လန်းလန်းလှလှလေးပွင့်လာကြပါပြီ။ယာတိဥရုဝါအေးစိမ့်စိမ့်လေးဆိုတော့လူကဖျားကျင်တယ်လို့လို့ဖြစ်လာတာနဲ့တခါတည်းပွင့်ထွက်လန်းဆန်သွားမယ်ပူဆက်ပူလောင်ဟင်းကားလေးချက်စားပါဗျ။ ဒီဟင်းကားလေးရဲ့အဓိကဇက်လိုက်ကြော်ကြီးကတော့ရှောက်ရွက်ပါရှင်။ရှောက်ရွက်ကကိုခံဆွမ်းအားကိုမြင့်တင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။အဲကြောင့်မလို့အခုလိုမျိုးကိုခံအားကျပြီးတော့အေးမိဖျားနာ တုပ်ကွေးဖြစ်တဲ့ရာသီရောက်ပြီးဆိုရင်ဒီရှောက်ရွက်ကိုနှီးမျိုးစုံနဲ့မျှဝဲပေးတင်ပါတယ်။ ရှောက်ရွံ့၅ရွက်ပဲပုတ်တစ်ချက်ဂျင်းကိုပါတယ်ဆိုရင်နည်းနည်းလေးပဲထည့်ပါမယ်။ကြက်သွန်ဖြူ2မွာငရုတ်သီးစိမ်း9တောင်းလောက်သုံးလိုက်ပါမယ်ရှင်။ရှောက်ရွက်လေးကိုပပလေးလှီးမယ်။ရှောက်ရွက်က အခိုးပွင့်စေတဲ့လေကိုကြီးစေတဲ့နှုတ်ကိုမိန်စေပါတယ်။ရှောက်ရွက်မှာကခါးတဲ့အရာသာရှိတဲ့အတွက် စီးကြိုသွေးတိုးသမားတွေလည်းပုံမှန်မှီဝဲတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးစိမ့်အနီကို အလဲရနေခွဲပြီးတော့အစိမ့်ကိုတော့ခက်ရှည်ရှည်လေးလှီးထားလိုက်ပါမယ်။ဂျင်းနဲနဲလေးကိုမှ မထူမပားလေးဖြစ်အောင်လှီးလိုက်မယ်။ကြက်သွန်ဖြူဓာပြရိုက်ပြီးတော့နွတ်နုတ်လေးတွေဆင်ထားလိုက်ပါမယ်။ပဲပုတ်ကိုအရင်ဆုံးမီးကင်ရပါမယ်။မီးအားနည်းနည်းနဲ့ပဲကင်ပါမယ်။အနက်လေးမှွေးလာပြီဆိုရင်ရပါပြီ။ ပဲပုံမီးกินလာတာကိုလက်နဲ့ပဲခတ်ဖွားဖွားလေးခြေလိုက်ပါမယ်ထောင်းလိုက်လို့လည်းရပါတယ်ကျမတို့ခက်မြင်မြန်လေးပဲချက်မှမို့လို့အဆင်ပြေတယ်လို့ပဲခြေလိုက်ပါတယ်ချက်မဲ့အိုးတဲကိုရေဟင်းချိုပကံလုံးတစ်လုံးစာလောက်ထည့်လိုက်ပါမယ်ပုပ်ပွက်ဆူလာပြီဆိုရင်ဂျင်းကြက်သွန်ဖြူတဲ့အရင်ဆုံးခက်ပေးလိုက်ပါမယ် ပြီးတာနဲ့ငရုတ်သီးစိမ့်လေးတွေပြစ်ထည့်လိုက်ပါမယ်။အဆက်မကြိုက်တဲ့သူတွေနဲ့လူကြီးတွေအတွက်ချက်မယ်ဆိုရင်တော့ငရုတ်သီးစိမ့်ရမထည့်လို့လည်းရတယ်နော်။ပဲပုတ်မီးကင်လေးထည့်လိုက်ပါမယ်။ပဲပုတ်ကမကြိုက်ရင်မထည့်လို့ရပါတယ်။ပဲပုတ်မထည့်ဘူးဆိုရင်ပစွန်ချောင်းမှုတ်လေးထည့်ရင်လည်းစားလို့ကောင်းပါလိမ့်ရှင်။အရသာအတွက်ကြက်သားမှုတ်လေးနည်းနည်းခတ်ပါမယ်။ ပဲပုတ်ကအငံအရသာပါတဲ့အတွက်စားဖို့တော့နည်းနည်းလေးပဲထည့်ပေးပါမယ်။အရသာလေးမြည်ကြည့်ပြီးတော့ကြိုက်ပြီးဆိုရင်တော့နောက်ဆုံးမှ ရှောက်ရွက်လေးထည့်ပေးလိုက်ပါမယ်ရှင်။ရှောက်ရွက်လေးထည့်ပြီးတော့ခဏလေးမှွေပြပြဆိုတာနဲ့မီးပိတ်လိုက်လို့ရပြီနော်။ကဲဒါဆိုရင်တော့ပူပူဆက်ဆက်လေးနဲ့အရန်အရန်ဟိုမှာတောက်လို့ကောင်းတဲ့ရှောက်ရွက်ဟင်းကားလေးရသွားပါပြီ။ ဟင်းချိုတောင်းမဲ့ပကံလေးကိုလှည့်ထည့်ပေးလိုက်မယ်။အပေါ်ကနေမှပို့ပြီးတော့မှုေးသွားအောင်လို့ရှောက်ရွက်အစိမ်းလေးကိုထပ်အုပ်ပေးလိုက်မယ်။ငရုတ်ကောင်းမှုတ်လေးနည်းနည်းလေးပါခတ်ပေးလိုက်ပါမယ်ရှင်။ပူပူဆက်ဆက်လေးနဲ့ရှောက်ရွက်နဲ့လေးမှုေးပြီးတော့တအားကိုတောက်လို့ကောင်းပါတယ်ရှင်။ဒီဟင်းကားလေးတစ်ခွက်လောက်တောက်လိုက်မယ်ဆိုရင်ဖျားကျန်နေတဲ့သူတွေလည်းအခိုးပွင့်ပြီးတော့တခါတည်းကိုနေကောင်းသွားပါလိမ့်မယ်ရှင်။ ားလုံးပဲရာသီအကူးပြောင်းကာလမှာအနာရောဂါကင်းရှင်းပြီးတော့အသက်ရှင်ကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။